သေးဘူးလားအဲအဲစောင့်နေရလေကိုကြီးရယ်ကိုကြီးကိုအကောင်းဆုံးရောက်အောင်လုပ်ပေးမယ်အဲ့လိုမျိုးအဲ့လိုမျိုးနော်ကိုပြောလိုက်တဲ့အပြောရင်လည်းကြွေဆင်းလိုက်တော့အာချစ်လေးမချစ်လေးဆိုဖြစ်သွားရသေးတယ်လည်းရှိရအောင်နော်အဲ new eye character ပုံပိုင်းတော့နော်လိုမျိုးဆိုရင်အဲ့လိုမျိုးပြောရတဲ့အပြောလေးပါဆိုတစ်ဖက်သူကလည်းကြွေစင်းသွားပြီးတော့အဲကိုကလည်းပြောတဲ့အခါမှာအရင် တို့ပြောရင်အင်းအရင်စင်ဒီရောညီမလေးတော်တော်များဟိုရိုက်တာကြီးအခုနောက်ပိုင်းဆိုလဲအခုထွက်ဖို့ရည်လည်းရှိရပေါ့နော်အဲ့လိုစနိုက်ကြော်ရာလို့အဲ့ဆိုလုံးဝ100%ကိုကိုကို confidence ရှိတယ်အဲ့လိုမျိုးငါလုံနိုင်နေပေါ့နော်အကုန်လုံးကလည်းဟဲငါမျောသွားရဲ့အဲ့နေရာမှာငါနင့်ကိုလှုပ်ချင်သွားရဲ့အဲ့လိုမျိုးအခုဥနိုင်နဲ့ရိုက်ထားတဲ့ဟာမှာလည်းပဲညီမကစနိုက်ထားတာဥနိုင်ရောအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါမြင်တဲ့အခါမှာလဲဟာဒီကောင်မဟိုတည်ရမလား ဟိုအမြင်ကပ်ဖို့ကောင်းတယ်ဆိုရယ်ဖြစ်သွားရဲ့အထီမျိုးတွေ့ရမှာပါအဲ့ခါကျရင်လေနိအဲကန်းကြီးအားလေး ဟိုသွားတာတော့ဒီတိုင်းအပျော်အနေနဲ့သွားတာအဲကန်ဆိုးကျွန်တော်မိုးရီကထောက်လျှောက်ရွာတာအဲ့တော့အကုန်လုံးကလည်းတကယ်ချင်းတွေအားလုံးကလည်းအထဲမှာနားနေကြပါဘောနော်မိုးရီရဲ့ရွာတော့အော်ငါတခုခုတော့တန်အောင်လောရမယ်ဆိုရတယ်အဲ့ဒါနဲ့ဖိုတိုရှူတင်တင်လိုက်တာအလုံးဝအမိုက်စားကြည့်လိုက်တဲ့အတူတာဟာဟေးဟဲဟဲအဲ့လိုကြီးဖြစ်သွားပါဘောနော်ဟိုတစ်ခါမှလည်းအဲ့လိုမျိုးလဲမရိုက်ဖြစ်ဘူးဒါပေမဲ့ကန်းချီမှာအော်ငါတက်တက်နဲ့တကူဒီလိုခန္ဓာကိုယ်လေးဖြစ်တော့ငယ်တော့ရေတော့ငါရိုက်တင်တယ်ဆိုပြီးတော့အာညီမရိုက်ဖြစ်လိုက်တာအဲအဓိကသဲတောင်ပြေမှာငါဘယ်လိုပြေးရမလဲကြောက်တ တောင်တွေမှာဘယ်လိုပြရမလဲသွားကျင်တော့အများကြီးသွားကျင်နားငှက်ကျွန်းလို့ပါသွားကျင်တာအဲ့ဆိုတော့မှုန်နိုင်နေရလဲရှိရောလေကြောက်တယ်မသွားရဲတခုခုဖြစ်မှာပေါ့နော်အဲအညေဖြစ်မှာလေကြောက်တော့အဲ့နဲ့နီနီနနအဲ့ကြောက်တောင်ကြီးမှာရိုက်တယ်အဲ့ကြောက်တောင်တွေကလည်းဟိုဘယ်လိုပြောလဲဟိုချစ်မိဒီချစ်မိအဲ့လိုမျိုးတွေတော့နည်းနည်းတော့ရှိတယ်အဲ့တော့အလှကျင်တော့လဲအနာခံပြီးတော့ရိုက်ရတာပေါ့လို့ပါတယ်အရင်ကြိုက်တယ်ယူသူမရှင်သူမအဲ့လိုမျိုးအဓိကအဲ့လိုအဝိစားလေးဝိကရာလိုပါဘူးတိုက်တယ်။ဟောအဲ့ဟာကတော့စတူဒီယိုတစ်ခုကအဲ့အဲ့ YouTube မှာစတိုင်နဲ့အဲညီမအရင်ရိုက်ချင်တာ အဲ့နဲ့အဲ့မှာကိုကရွှေရောင်အရင်ကြိုက်တာနဲ့အဲ့ရွှေရောင်လေးနဲ့ရိုက်ဖြစ်သွားတယ်။အွှင့်ချွေမှာကြောက်လို့အဲ့ရေသူမအဝိစားလို့နှစ်ယောက်သုံးယောက်လောက်ကလှုပ်ပေးရတာတိလား။ဟိုမှာကြောက်လေမိုးကလည်းရွာလှုပ်ပေးမဲ့သူကလည်းမရှိတော့။ဩငါလက်လက်လက်ပေါပေါပေါအမှန်မှန်ဆိုရင်အဲ့ဘီကနီနဲ့ကလုံးဝတက်တက်မှတစ်ခါအပထမဆုံးရိုက်ဘူးလား။တုံတုံမရိုက်ဘူး။သူများဆိုလည်းအဲ့လိုပဲ miss ပွဲပါလေ။လာပြိုင်လာပြိုင်ဆိုရှက်လို့အော်ဒီခါတော့ငါငယ်တုန်းရွယ်တုန်းအကုန်လုံးလည်းမြောက်ပြီးရိုက်ရိုက်ရိုက်ဆိုအော်ငါဟိုခနာကလေးလှတော့လေးပေါ့နော်အဲရိုက်လိုက်မှဆိုရိုက်လိုက်တာ။ မြမလေးငငယ်လေးကချွဲတတ်တာအိမ်မဆိုလည်းအဖေဆိုလည်းချွဲတယ်အကုန်လုံးချွဲနေကြဖြစ်တော့အဲ့စကားလုံးတစ်ခုဘလို့ချွဲပြီးပြောရမလဲဆိုတာသိတယ်အဲ့ဟိုကိုကိုရောမဘလို့ခေါ်လိုက်ရင်ဘလို့ချွဲလဲဆိုတာအဲ့ဒါတိတော့ညမအဲ့လိုမျိုးအိမ်မှာဆိုအမြဲနောက်တယ်အဖေဆိုလဲပပအဲဘာအဲ့လိုမျိုးလေးကွာအတန်မှအဲ့ချွဲတန်လေးပါတော့အဲ့ညမအဲ့လိုကိုကိုဆိုလဲအကို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 အဲ့လိုမျိုးလေးပေါ့နော်အဲ့လို အတန်ဟိုကိုကိုမအတန်ဘောင်းဆောင်နဲ့ခေါ်တာကြိုက်တာဟုတ်လုံရင်းလုံရင်းစာရင်းစာရင်းနဲ့ပဲအဲ့လိုမျိုးပိုင်နိုင်သွားတယ်လို့ညီမချင်တယ်ညီမလေးတော်တော်များဟိုရိုက်တာရေအခုနောက်ပိုင်းဆိုလဲအခုထပ်ဖို့ရည်လည်းရှိရေပေါ့နော်အဲ့လိုစနိုက်ကြော်ရာလို့အဲ့ဆိုလုံးဝ100%ကိုကိုကို confidence ရှိတယ် ဲ့လိုမျိုးငါလုံနိုင်နေပေါ့နော်အကုန်လုံးကလည်းဟဲငါမျောသွားတယ်အဲ့နေရာမှာငါနင့်ကိုလှုပ်ချင်သွားတယ်အဲ့လိုမျိုးခုဥနိုင်နေရိုက်ထားတဲ့ဟာမှာလည်းပဲညီမကဆက်လိုက်ထားတာဥနိုင်ရောအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါမြင်တဲ့အခါမှာလည်းဟာဒီကောင်မဟိုသိရမလားဟိုအမြင်ကဖို့ကောင်းတယ်ဆိုရယ်ဖြစ်သွားတဲ့အထီမျိုးတွေ့ရပါပါအဲ့ခါကြရင်လေနိကိုကိုကြီးမလာသေးဘူးလားအဲအဲစောင့်နေရလေကိုကြီးရယ်ကိုကြီးကို အကောင်းဆုံးရောက်အောင်ပြင်မယ်အဲ့လိုမျိုးအဲ့လိုလေးပေါ့နော်အဲ new eye character ပုံပိုင်းတော့ပေါ့နော်အဲ့လိုမျိုးဆိုရင်အဲ့လိုမျိုးပြောရတဲ့အပြောလေးပါဆိုတစ်ဖက်သူကလည်းကြွေစင်းသွားပြီးတော့အဲကိုကလည်းပြောတဲ့အခါမှာအရန်ဘယ်ပြောလဲအင်းအရန်အဆင်ပြေရောတောင်းတော့ကလည်းအဲ့လိုပဲတိလားကိုပြောလိုက်တဲ့စကားလုံးဆိုကြွေသွားတာသူကလည်း အဲ့လိုမျိုးကြွေသွားပြီးတော့ကိုနဲ့စကားပြောချင်လာရဲ့ကိုကိုသဘောကျလာရဲ့ကိုကသူတို့ဘာမှမဟုတ်ဘူးเนาะအဲ့ခါကျတော့သူတို့ဘလို့ထင်လာလဲဆိုဟဲ့ကောင်မလေးကငါ့အောင်များကြွေနေပြီဆိုပြီးတော့အဲ့လိုမျိုးအထင်ငယ်ရတာလည်းရှိတယ်အဲ့လိုမျိုးလေးပေါ့ចောင်းကတော့အမှတ်တရကြီးများရဲ့ကြီးလာတော့ကိုကိုကိုဘလို့ပြောမလဲကိုပြန်ထိန်းရတာပေါ့เนาะငါစကားတခုပြောလိုက်များသူ့အများအထာပေးတဲ့ပုံများဖြစ်သွားလားဆွဲဆောင်တဲ့ပုံများဖြစ်သွားလားဆိုတော့ပြန်ပြန်ပြီးတော့ထိန်းရတဲ့ဟာလည်းရှိတယ်ကိုပြောလိုက်တဲ့အပြောရင်လည်းကြွေစင်းလိုက်တော့အာ ချစ်လေးမချစ်လေးဆိုဖြစ်သွားရတယ်လည်းရှိရအောင်เนาะအဲဆိုတော့သူများကိုစနိုက်ကြော်ရတာလို့သူများအိမ်တော်ကြီးကိုဖျက်ဆီးတဲ့သူတွေတော့မကြိုက်ဘူးဇက်ရုပ်အရာပညာပြီးဆိုတာရိုက်ရအောင်เนาะဥပမာဒီကားလေးဆိုလေဥနိုင်နဲ့ရိုက်တဲ့ကားလေးဆိုလေအခုလက်ရှိရိုက်နေရပဲပေါ့เนาะအဲ့ထဲမှာကဖောက်ပြန်တဲ့သူတွေရဲ့နောက်ဆုံးသွားရလမ်းကပျက်စီးရလမ်းပဲဆိုတာပြကျင်တဲ့အတွက် အဲ့အဲ့မှာမှာကိုကရိုက်ပြီးတာဗောနော်အပြင်ကဒီလိုဖောက်ပြန်တဲ့သူတွေစနိုက်ကြော်ကြီးတိုက်လာဆိုမကြိုက်ဘူးဟိုဘာဖြစ်လို့လဲဆိုတော့ငါအကူသားဆိုရင်ငါမောင်သားဆိုရင်ငါအဖေသားဆိုဒီလိုလှုပ်ရရင်ငါတို့ကဘယ်လိုခံစားရမလဲဆိုရယ် feeling လေးရှိရယ်အဲ့တော့အားပေးလားဆိုတော့အားမပေးဘူးအဲ့လိုဇက်ကားရဲ့မှာတော့ကိုနဲ့လိုက်တဲ့အဝင်ခွေကြဖြစ်လို့သားကိုကဒီဟာကြီးရိုက်ရတာ ညီမအဲရိုက်ထားရလေအများကြီးရှိပါရဲ့ထွက်ဖို့လည်းရှိပါသေးတယ်အဲ့ခါကျရင်လည်းအားပေးပြီးတော့ဝေးမှန်ချက်ပြီးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်